ရန်ကုန်မြို့လယ်ကလက်ဖက်ရည်ဆိုင်ဒီတဆိုင်မှာပေါ့ကိုစီသူဟာအသက်25နှစ်ဝန်းကျင်ရှိတဲ့လူငယ်တယောက်သူကစီးပွားရေးအလုပ်တွေလုပ်နေပေမဲ့စိတ်ကမငြိမ်မသက်နဲ့အမြဲတမ်းရှုပ်ထွေးနေတတ်တယ်။ဒီနေ့မှလည်းလက်ဖက်ရည်ဆိုင်မှာထိုင်ရင်းလက်ဖက်ရည်ပူပူလေးကိုမောမတောက်နိုင်ပဲဖုန်းကိုပဲကြည့်နေရဲ့။ကိုစီသူရဲ့စိတ်ထဲမှာဟိုတစ်ပတ်ကငါလုတ်ခဲ့တဲ့သမတ်ချက်တွေမှားသွားလားမသိဘူး။စဉ်းကျင်လိုက်တာ။နောက်လာကြရင်ဇီးကွက်ကဘလို့ဖြစ်မှလဲ။ ီတိုင်းဆိုအရှုံးပေါ်တော့မှာပဲဘယ်လိုလုပ်ရပါမလဲသူမျက်လုံးတွေက ဖုန်းကိုကြည့်နေပေမဲ့အတွေးတွေကအတိတ်နဲ့အနာဂတ်မှာပိတ်မိနေတယ်သူမျက်နှာမှာလည်းစိုးရိမ်ပူပန်မှုတွေကအထင်သာအဲ့ဒီအချိန်မှာဆိုင်းရှင်ဖြစ်တဲ့ဒေါခင်ထွေးကရေနွေးပြန်ဖြည့်ပေးရင် သူ့ကိုပြမြုံလေးကြည့်လိုက်တယ်မောင်လေးစိတ်တွေဖေကိုရောက်နေရလဲတဖဲ့ရင်လေးကအေးနေပြီနော်ကိုစီသူကခရရဲ့ပဲပြန်ပြုံးပြရင်ဟုတ်ဗျာစိတ်တွေကရှုပ်ထွေးနေလို့ပါ ဒေါခင်ကခုံမဝင်ထိုင်းလိုက်ပြီးစကားစပြောတယ်။မောင်လေးရဲ့ဆိတ်ရှုပ်တာတွေပူပန်တာတွေကဘဝရဲ့ဧည့်သည်တွေပါ။ဒါပေမဲ့သူတို့အတွက်နဲ့ကိုယ့်ရဲ့လက်ရှိအချိန်ကို ပေးမပြစ်လိုက်ပါနဲ့။အခုမောင်လေးကလက်ဖေးဆိုင်မှာထိုင်နေတယ်။ဒေါခင်ကကိုစီသူရဲ့အရှိကလက်ဖေးရိက်ွက်ကိုညွန်ပြပြီးဆက်ပြောတယ်။အခုဒီလက်ဖေးရိက်ွက်လေးကို မြင်လား။သူ့ရဲ့ရနံ့လေးကိုတေချာရှုကြည့်သူ့ရဲ့အရသာကိုဖြည်းဖြည်းချင်းမြည်ဆန့်ကြည့် ်ပြီးတော့ဆိုင်ထဲကစကားတန်လေးတွေပကံခွက်ရောက်တန်လေးတွေကိုနားထောင်ကြည့်ကိုစီသူကလည်းဒေါ်ခင်ပြောတဲ့အတိုင်းနှလုံးမှိတ်ပြီးစမ်းကြည့်လိုက်တယ်ပထမဆုံးအကြိမ်အနေနဲ့လက်ဖက်ရည်ရဲ့နှွေးထွေးတဲ့အငွေ့မှွေးများရဲ့လက်ဖက်ရည်အနံ့ကိုသူစပြီးသတိထားမိလိုက်တယ်ဖြည်းဖြည်းလေးတောက်လိုက်တော့ရှာပြားပေါ်ကချိုးစိမ့်တဲ့အရသာနဲ့နှွေးထွေးမှုကိုခံစားမိရဲ့ တမင်းနှလုံးနေရောကိုစီသူမျက်လုံးဖွင့်လိုက်တယ်။အံ့ဩစရာပဲတော့ခင်လက်ဖက်ကြီးကအရင်ကထက်ပိုကောင်းနေတယ်လို့ပဲ။စိတ်ထဲမှာလည်းခဏတာငြိမ်ချမ်းသွားတယ်လို့ခံစားရတယ်။တော့ခင်ကနှူးညံ့စွာပြုံးလိုက်ပြီးဟုတ်တာပေါ့မောင်လေးရဲ့ဒါကဘာမှထူးဆန်းတာမဟုတ်ဘူး။အခုအချိန်ကိုအာယုံဆက်လိုက်တာနဲ့အတိတ်ကနောင်ထတွေနဲ့အနာဂတ်ကပူပန်မှုတွေကနေခဏတာလွတ်မြောက်သွားတာပဲ။ဒါကိုပဲပြစ်စုံပန်တက်တက်မှနေထိုင်ခြင်းလို့ခေါ်တာပေါ့။ မောင်လေးအခုလုံးနေတဲ့အလုပ်တစ်ခုစီမှာပဲစိတ်ကိုအပြည့်အဝထားလိုက်ရင်အလုပ်တွေကပိုပြီးအောင်မြင်လာမယ်။စိတ်ပြည့်စုံမှုတွေလည်းလျှော့ချလာလိမ့်မယ်။ကိုစီသူလည်းခေါင်းငိမ့်လိုက်ပြီးစိတ်ထဲမှာလီးနက်သွားတယ်။သူဟာသူ့ရဲ့အဖိုးတနဲ့ပြစ္ဆုတ်ပံအချိန်တွေကိုအတိတ်နဲ့အနာဂတ်စီလွှတ်ပေးထားခဲ့မိတာကိုသတိပြုလိုက်မိရဲ့။ သူ့လက်ဖက်ရည်ကွက်ကိုကောက်ယူပြီးအခုအချိန်မှာသူ့လက်ထဲကနှွေးထွေးမှုကိုအပြည့်အဝခံစားရင်အေးစစ်စစ်ပဲတောက်ချလိုက်ပါတော့တယ်။ကိုစီသူလိုပဲကျမတို့အားလုံးဟာလက်ထဲကအရာကိုတည်တည်ချာချာမကြည့်ပဲစိတ်ကတခြားနေရာရောက်နေတကြတယ်။တဖေးရင်တခွာတောက်တာပဲဖြစ်ဖြစ်အလုံးလုတာပဲဖြစ်ဖြစ်တငယ်ချင်းနဲ့စကားပြောတာပဲဖြစ်ဖြစ်အဲ့ဒီအချိန်တခုတည်းကိုပဲအာယုံအပြည့်ပြလိုက်ပါ ဒါဟာစိတ်ငြိမ်ချမ်းမှုနဲ့ပျော်ရွှင်မှုအတွက်အလွယ်ကူဆုံးသောလမ်းစပါပဲ။